ကေတင်ချင်းနဲ့ပတ်သက်ပြီးတော့ပထမဏိဒန်းအနေနဲ့ကျွန်တော်တင်ပြပြီးတဲ့နောက်ပိုင်းမှာအခုဆက်လက်ပြီးမှနောက်ဆက်တွဲကန္တာကိုဆက်သွားမှာဖြစ်ပါတယ်ပထမဏိဒန်းအင်ထရိုပြုတဲ့နေရာမှာတော့ကျွန်တော်တို့ကေတင်ချင်းဟာစုံလင်စွာနဲ့ကျန်းစာထဲမှာဖော်ပြထားကြောင်းကိုကျွန်တော်အချင်းချင်းပြောပြပြီးတဲ့နောက်ပိုင်း အခုအပိုင်း1ကြီး A ကဘာဦးချမ်းအနေပြီးမှတရားသူချင်းမှတ်စာစာဆောင်ဒီမှာတွေ့ရတဲ့ကေတင်ချင်းဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုကျွန်တော်ဆက်လက်လေ့လာသွားမှာဖြစ်ပါတယ်ဆိုတော့ကျမ်းစာအုပ်တအုပ်လုံးမှာကေတင်ချင်းဆိုတဲ့စကားလုံးဟာတရားနဲ့34လုံးရှိတယ်ဓမ္မဟောင်းမှာအလုံး90ဓမ္မသစ်မှာ63 64ပေါ့နော်64ရှိချောင်းကိုကျွန်တော်ပြောထားပြီးတဲ့နောက်ပိုင်းမှာအခုသင်ခန်းစာကတော့ကပ္ပဦးချမ်းနဲ့တရားသူကြီးမှတ်စာမှာတွေ့ရတဲ့ကဲတင်ချင်းအကြောင်းလေးကိုကျွန်တော်ဆွေးနွေးလေ့လာသွားမှာဖြစ်ပါတယ်။နောက်ထောင်ကြည့်ရှုသူရောက်စီတိုင်းကိုဖရာသခင်ရှင်းလင်းသောဉာဏ်ပညာနဲ့တကွဘုဟုတအစ်စ်များတိုးပါမယ်အကြောင်းစုံုံကောင်းတောင်းပါတယ်။ ခရိယန်ညီကောင်မောင်တော်များအမှုတော်ဆောင်များသာလျင်မကမိษွေတင်ကဟာများဘာသာချားများညီကောင်မောင်တော်များအားလုံးကိုလေးစားချစ်ခင်စွာနဲ့ကျွန်တော်ဝေငှပြောပြခြင်းဖြစ်ပါတယ်လို့ဘုသူတရစေဘုလုံးကကြည့်ရှုအားပေးနိုင်ကြောင်းကိုလည်းမြတ်တော်နဲ့ဖိတ်ခေါ်လိုပါတယ်ကပောက်ချန်ခန်းကြီး45ကိုကျွန်တော်ပြန်တော်မှာဖြစ်ပါတယ်ကပောက်ချန်ခန်းကြီး45အခန်းငယ်9 အဲ့ဘုရားသခင်ကတင်တို့ကိုမြေကြီးပေါ်မှာကြံ့ကျင်းစေခြင်းငှာကြီးစွာသောကဲ့တင်ခြင်းအဖြစ်တင်တို့အသက်ကို ချမ်းသာစေခြင်းငှာ၎င်းတင်တို့ရှေ့မှာကျွန်ုပ်ကိုဆေလွတ်တော်မူပြီလို့ယောသတ်ရဲ့နော်ယောသတ်ကယာကုပ်နဲ့သူ့ရဲ့ညီအကိုလေးကိုပြောပြတာဖြစ်တယ် ဆိုတော့ယောသန်နဲ့သူ့ရဲ့ညီကိုတွေရာကုတ်နဲ့သူ့ရဲ့ညီကိုတွေကအစာငွတ်ငတ်မခေါင်းပါပြီးတော့ဘေးရန်တည်းရောက်နေအချိန်မှာဖျားကံကြိုတင်ပြီးပြင်ဆင်ထားပြီးတော့ယောသတ်ကိုအေကုတ်ထုပြီးပို့တယ်ရာကုတ်နဲ့သူ့ရဲ့အဖေရာကုတ်နဲ့ညီကိုတွေကခါနာပြေးမှာရှိခဲ့တဲ့အချိန်မှာခါနာပြေးကအစာငတ်မခေါင်းပါတယ်ဒါပေမဲ့ယောသတ်ကတော့ အဲခုတ်တူပြီမှာကြွယ်ဝစွာနဲ့ဘယင်အနေနဲ့ဘုရားခင်သူ့ကိုချီးမြှောက်ထားတာဆိုတာကျွန်တော်တွေ့ရတယ်အဲ့တော့ယောသအားဖြင့်အဲခုတ်တူပြီကိုဘုရားခင်ကတော့ဒီ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 သူ့ရဲ့ညီကိုမောင်နှမတွေနဲ့တကွာအဖေကြီးကိုခေါ်ထုတ်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားတယ်လွတ်ထားတယ်ဒါကဘာလို့ပြလဲဆိုလို့ရှိရင်ကျွန်တော်တို့ Jadi, no, Yesus Kristus ya, jadi, di semua jauh jauh tempat mana, umpama dia, macam apa dia? Jadi macam mana dah story tu kuat, dah macam story apa macam tenhasi leh susu, no, the all is hidden in the new, uh, the all is revealed in the new, and the, the the the, 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 the the new is hidden in the old ဒါစားလည်းမှာပေါ်ပြအဲ့တော့ဒီမှာကြည့်တဲ့အခါမှာယေရှုခရစ်တော်ကိုလောကီသားတွေနော်အပြစ်ငရေတွေကနေဒီမှာကံကြွေးဝတ်ကြွေးဟာလာနောင်တန်တရားဘုကံနေဒီမှာကျုပ်ဖို့အတွက်ကိုကယ်တင်ရှင်ကိုဆေလွတ်တယ်ဆိုရက် view လေးညီပေါ်တာပေါ့နော်နော် အဲ့ဒီ view လေးကိုကျွန်တော်တို့တွေ့ရတယ်။ဒါပေမဲ့ဒီမှာကြတော့ရောသက်အဖြစ်ရတဲ့ကဲတင်ချင်းဟာသာရအသက်တော်မဟုတ်လူသားတွေလောကမှာရောသက်နဲ့သက်ဆိုင်တဲ့ဆွေမျိုးသားချင်းတွေအစာငတ်မှုချင်းဘေးအန္တရာယ်ကနေပြီးတော့လွတ်စေမဲ့ကဲတင်ချင်းအကြောင်းဖြစ်တယ်။ကျွန်တော်တို့ဒါကအရေးသားပုံမှာအကြောင်းအရာတစ်ခုပဲ။ ဒါပေမဲ့အဲ့ဒီအကြောင်းအရာကစမ်းစာဖြစ်တယ်ဒါပေမဲ့အဲ့အကြောင်းစမ်းစာရဲ့အကြောင်းအရာကိုကျွန်တော်တို့လေးနဲ့ဆိုဝိညာဉ်တော်ပေါ်ပြလာတဲ့အခါမှာနှုတ်ကပတ်တော်ဖြစ်တယ်အဲ့နှုတ်ကပတ်တော်ဆိုတာကလည်းသာဝရကယ်တင်ခြင်းနဲ့ပတ်သက်တယ်ပြီးတော့သာဝရကယ်တင်ရှင်ခရစ်တော်နဲ့ပတ်သက်တယ်အဲ့ဒါနှုတ်ကပတ်တော်ဘာလို့ဆိုခရစ်တော်ကိုယ်တိုင်ကလည်းနှုတ်ကပတ်တော်ဖြစ်သောကြောင့်ကျမ်းစာနဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ပိုင်းခြားနားလည်တတ်ဖို့လေလိုချောင်းကိုအနည်းငယ်ပြောပြပါလေပြောပြချင်ပါတယ်ပေါ့နော် တပန်ကျွန်တော်ထမြောက်ချမ်းခန်းကြီး၁၄အငယ်၁၃ကိုကြည့်ပြန်ရင်လေမောရှိကလည်းမစိုးရင်ကြနှင်းတဲ့ငြိမ်ဝှစွာနေကြတဲ့ထာဝရဘုရားသည်ယနေ့ပြုတော်မူသောယနေ့ပြုတော်မူသောကယ်တင်ခြင်းကိုကြည့်ရှုကြလော့။တင်းတို့သည်ယနေ့မြင်သောအေကုတ်ထုလူတို့ကိုနောက်တစ်ပတ်အလင်းမမြင်ရကြ။ဆိုဒီကြမ်းကြက်ဟာဆိုလို့ရှိရင်လေအော် ကယ်တင်ခြင်းစိတ်ချမှုပေါ့နော်ကယ်တင်ခြင်းစိတ်ချမှုပြောခြင်းဖြစ်တယ်နောက်တစ်ပတ်မမြင်ရဘူးတဲ့ဆိုတော့အေဂုတ်တို့ပြည်ကနေပြီးမှခေါင်းနံပြည်ကိုသွားတယ်လမ်းတစ်လျှောက်မှာမောရှိဥဆောင်တဲ့နော်လူတွေဂျူးလူမျိုးတွေ6သိန်းကျော်ဟာသွားနေလမ်းမှာပဲဖာရောပြင်းကလည်းပြန်ပြီးမှစစ်တပ်ကိုဆေးလွတ်ပြီးတော့သူ့ကိုပြန်ခေါ်တယ်ဒီစတိုရီကတော့ကျန်းစာဖတ်တဲ့လူတိုင်းသိပါတယ်နော် ပြင်အဲ့တော့သူတို့ကတထိတ်လန့်ကြတယ်ဒါပေမဲ့မောရှိကဘာပြောလဲဆိုမနဲ့ပြန်မှာမင်းတို့လုံးဝမမြင်ရတော့ဘူးဆိုဆုံးရှုံးခြင်းမရောက်ဘူးပေါ့နော်အဲ့ဒါဘာလဲဆိုရှင်ပင်လယ်နီကိုဖြတ်သွားရတယ်နော်ကျွန်တော်အခုနောက်ဆိုရှင်စာအုပ်ထုတ်ထားပါတယ် cross salvation ဆိုတာနော်အဲ့ဒီပင်လယ်နီကိုမဖြတ်မချင်းကျွန်တော်တို့ကဒီဘက်ပိုင်းမှာရှိနေတယ်ပြန်ပြီးတော့ they are back to the egypt လို့ကျမ်းစာထဲမှာပါတယ်တချို့တွေလည်းပြန်လှည့်သွားတာလည်းရှိတယ်ဒါပေမဲ့ပင်လယ်နီကိုဖြတ်ပြီးတဲ့နောက်ပိုင်းမှာနော်အောဘွေကပင်လယ်နီကြီးကိုဖြတ်ပြီးတော့မှလမ်းလျှောက်သွားတယ်နော်ရေနှစ်ပိုင်းပိုင်းသွားတယ်အဲ့ဒီမှာပင်လယ်နီဟိုဘက်ကောင်ဟိုဣသီလလူမျိုးဂျူးလူမျိုးတွေရောက်သွားတဲ့ခါမှာဒီဘက်မှာ air go to egypt လူမျိုးရှိတယ်အဲ့ဒီနှစ်ခုကချားတဲ့တောင်သူတို့လည်းဒီဘက်ကိုမလာနိုင်ဘူးနော်ဒီဘက်က ဂျူးတွေလည်းဟိုဘက်ကိုပြန်မသွားနိုင်ဘူးအဲ့ဒီဟာကစိတ်ချရတဲ့ကင်တခြင်းနေရာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကအဆုံးတိုင်အောင်တည်ကြည်စွာသွားတယ်ဆိုတာဒီဟာကိုပြောခြင်းဖြစ်တယ်မောရှိနဲ့ဘိုးဘီတို့ကလည်းပင်လယ်နီကိုဖြတ်ပြီးတော့မှဗတ္တိဇံကိုခံသည်ဤသူဆိုပြီးကောရိန္သုမှာကျွန်တော်ဖော်ပြထားဒါကြောင့်ဗတ္တိဇံတရားဆိုတာလည်းပင်လယ်နီကိုဖြတ်ရမယ်နော်အကြောင်းကို နော်ဒီ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 ဖြတ်ဖြတ်ချင်းဟာပင်လယ်နီကိုဖြတ်ချင်းဟာဒီဗတ်တီဇန်ခံရမယ့်အကြောင်းကိုကျွန်တော်တို့ဟိုဥတီဘမပြောထားခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်နားလေရအဲ့တော့ဒီမှာကြည့်ပြန်ရင်လည်းဒီကယ်တင်ကြီးဟာဒီထွတ်မြောက်အကြမ်းမှာတွေးတဲ့ကယ်တင်ကြီးကတော့သာရအတဲ့တော့မဆိုင်တော့လဲနော်ဖျားခင်လူမျိုးတွေကိုဒီရှင်ပြင်းဘာရောပြင်းတတ်သားတွေကတတ်ပြစ်လို့မရဘူးဒုက္ခပေးလို့မရတဲ့ကယ်တင်ကြီးပေါ့နော် နောက်ယောရှုခန်းကြီး၁၀အငယ်၁၄ကိုကြည့်တဲ့အခါမှာမတွေ့ရလဲဆိုလို့ရှိရင်သာရဖျားသည်လူစကားကိုနားထောင်၍ထိုတို့သောနေ့တစ်နေ့မှမဖြစ်စဘူးနောက်တစ်ခါလဲမဖြစ်ရအကြောင်းမူကားသာရဖျားသည်ဣသီလလူမျိုးပြတ်၌စစ်တိုက်တော်မူ၏ဆိုတော့ချိန်တော့ရာဇဝင်တမိုင်းကြည့်တဲ့အခါမှာဣသီလလူမျိုးဣသရေလလူမျိုးတွေအများကိုသူတို့ကိုရန်လိုမုန်းတီးတဲ့ လူမျိုးမျိုးများစွာရှိတယ်သူတို့ကိုလာလာပြီးစစ်တိုက်တယ်လာလာပြီးအနိုင်ကျင့်တယ်လာလာပြီးကျွန်ပြုတ်တယ်ဒီဟာဒီကနေဖျားသခင်ကမောရှိအပြည့်ခေါ်ထောင်းခေါ်ဆောင်ပြီးထုတ်ထုတ်ထုတ်အဲထွက်လာပြီးတဲ့နောက်ပိုင်းမှာပေါ့နော်ဆက်လက်ပြီးတော့မှရှိနေသေးတယ်အခုလည်းရှိနေတာပဲအစ္စရေးနိုင်ငံစစ်တီတိုက်ပွားရေးတိုက်ဆိုတော့ဒီဟာဒီကနေလည်းဖျားသခင်ကကွယ်ကာတယ်ဆိုရဟောကျွန်တော်တို့နားလေရဒီကေတင်ချင်းကြတော့ ရန်သူတွေရဲ့နော်ဘေးဒုက္ခအန္တရာယ်ကနေကယ်တင်ဖို့အကြောင်းဘုရားသခင်ကကြီးမားသောနမိတ်လက္ခဏာကြီးပြတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်နော်နောက်တစ်ချက်ကြောင့်ကြည့်ကြမရှန်ဆုံးရှန်ဆုံးကြည့်တဲ့အခါမှာလည်းသူလည်းဒီလိုပဲနော်ဟိုကယ်တင်ခြင်းကိုခံစားရတယ်အဲ့ဒီကယ်တင်ခြင်းကဘာလဲဆိုလို့ရှိရင်က तू ကစစ်တိုက်တခါအမေနာမအမောတယ်မောပြီးရေငတ်တယ်ငါရေငတ်တခါမှာ ရေငတ်ပြီးတော့မှသေရော့မယ်။ဟိုရန်သူစစ်တိုက်လို့မသေးဘဲနဲ့ရေငတ်ပြီးသေရော့မယ်။အဲ့ချေဘုရားသခင်သူညီးတွားတယ်ပေါ့နော်။ညီးတွားတဲ့ဟာလေးကိုသူတရားသူချင်းမှတ်စာအခန်းကြီး15အငယ်18အခန်းကြီး15တပိုင်းလုံးဖတ်ပို့ပြီးပြည့်စုံတော့ပေါ့နော်။အဲ့တော့သူပါပြောလို့ဆိုအလိုရေငတ်၍ထာဝရဘုရားကိုဆုတောင်းလျက်ကိုယ်တော်ဒီဤကြီးစွာသောကေတင်ခြင်းကိုကိုတော်ဤကျွန်လက်၌ပေးတော်မူပြီးမှ ယခုကျွန်ုပ်စီရေငတ်သဖြင့်တေ၍ရေပြားလိချင်းကိုမခံတော့လူတို့လက်တို့ရောက်ရောက်ပါမည်လောတဲ့ဆိုတော့စစ်တိုက်တဲ့ကမနိုင်ပြီးနောက်ပိုင်းမှာသူရေငတ်ပြီးတော့မှတေသွားရင်လည်းအဲ့အလောင်းကိုသူ့လာတောက်သွားအောင်ပါပဲစကောကဒီလောက်ကဲတင်လာပြီးတော့မှကျွန်တော်ခုရေငတ်ပြီးသေးတော့မယ်ကိုယ်တော့ကျွန်တော်ကဲအောင်လေအဲဒီလိုပြောတာဆိုတော့ဒီမှာကဲတင်ချင်းကြတော့နှစ်စစ်ပေါ့ပထမတစ်စစ်ကတော့ရန်သူတွေကို နိုင်ရသောအခွင့်ကိုဘုရားသခင်ပေးတယ်။ပြီးတော့ဒုတိယဆင့်ကတော့သူတိုက်တဲ့အခါမှာအင်မတန်မှမောတယ်။ရေလဲငတ်တယ်။အဲ့တော့ရေငတ်ပြီးသူသေရမလားဆို။အဲနဆင့်ပေါ့။အဲ့ဒီခါကနေလည်းဘုရားသခင်ကယ်တင်တယ်ဆိုတော့ကျွန်တော်တွေ့ရပါလေ။ဒါကြောင့်ဒီမှာလဲကယ်တင်ခြင်းတရားသူရှင်မှဆာမှာကတော့တဘာဝနဲ့ပတ်သက်တဲ့ the flesh ပေါ့နော်။ the flesh အာ souls and the flesh no spirit တော့မဟုတ်ဘူး souls ကတော့အာကျွန်တော်တို့ဒီအသက်ရှင်စဉ်ကာလမှာခန္ဓာကိုမသေးဘူးစိတ်တိုက်တဲ့နေရာမှာရန်သူတွေကနေပေါ့ဟာဘေးအန္တရာယ်တွေလွတ်လွတ်ငင်းချမ်းသာပြီးအောင်ရတဲ့အခွင့်ရသလိုပြီးတော့မှသူရေငတ်ပြီးတော့မသေးအောင်လို့လည်းဖျားခင်ကွယ်ကာတယ်ပေါ့နော်အဲ့ဒီမှာလည်းကြမ်းကြက်တစ်ချက်ကယောဟန်အခန်းကြီး၄ ရှမာရိအမျိုးသီးပြည်နဲ့ယေရှုခရစ်တော်ရဲ့ပုံမှုဆောင်တာပေါ့နော်ငါပြီးတဲ့ရေကိုတောက်တဲ့သူကဘယ်တော့မှမငတ်ဘူးကဲ့မင်းပြီးတဲ့ရေကိုတောက်လို့ရှင်တော့ငတ်အောင်မယ်ဒါပေမဲ့ငါပြီးတဲ့ရေကိုတောက်ရင်ဘယ်တော့မှမငတ်ဘူးကဲ့သာဝရအသက်ရေဖြစ်တယ်ရေငတ်ခြင်းဆိုတာကရှိအသက်တမနဲ့သမင်းအသက်အော်သမင်းအသက်9ရက်နော်ရေအသက်တမနဲ့နော် ။ဆိုတော့အဲ့လိုမျိုးလေးတွေလည်းစကပုံကဘောမစကပုံလေးတွေအင်မတန်အတိတ်ပဲရှိတယ်။ရေရအင်မတန်အရေးကြီးတဲ့အကြောင်းဒီရေဒီလည်းနော်ကဲတင်ချင်းဆိုင်ရေပေါက်ကိုယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့ရနိုင်ကြောင်းကို ထပ်မံပြီးတော့ကျွန်တော်ခွန်အားယူလေ့လာလို့ရပါတယ်။အခုကျွန်တော်ပြန်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီကဘာဦးချမ်းနဲ့ကျွန်တော်တို့အာကဘာဦးချမ်းနဲ့တရားသူကြီးမှတ်စာအထိသွားတဲ့ကဲတင်ချင်းလေးတွေ အနေငယ်ကိုကျွန်တော်ဝေငှခြင်းဖြစ်ပါတယ်။အဲကြောင့်ကျွန်တော်ကျွန်တော်ပြောသလိုပထမအဆင့်မှာတော့အာမီဆိုရက်ငားမီကိုကျွန်တော်ပတိရပါ။ဘယ်နေရာမှာဘယ်အချိန်ကဘာအတွက်ကြောင့်ဘယ်လိုတော့ကဲတင်ခြင်းမျိုးနဲ့ဘသူကိုဘာအကြောင်းကရေးတယ်ဆိုတော့တိပြီးတဲ့နောက်ပိုင်းမှာဒီအကြောင်းအရာကိုတိပြီးစင်ကျင်လာတဲ့ခါမှာဝိညာဉ်တော်ကဖွင့်ပြလာတဲ့ခါမှာနှုတ်ကပတ်တော်အလင်းကိုရနိုင်ပါမယ်အကြောင်းကျွန်တော်စုမုံကောင်းတောင်းပါတယ်။ အရောက်စီတိုင်းနားလေသဘောပေါက်နိုင်ပါစေဆက်လက်ပြီးမှကျွန်တော်သင်ခန်းစာတွေဆက်သွားမှာရှိပါတယ်အခုဆိုရင်အပိုင်းအပိုင်းတစ်ကကြီး A ပြီးလို့ရှိရင်အပိုင်းတစ်ကကြီး B ဆက်သွားမှာဖြစ်ပါတော့ကြောင့်ဆက်လက်အားပေးကြည့်ရှုနိုင်ကြောင်းကိုဖိတ်ခေါ်ပါတယ်လို့